မနက်ဖြန်အောက်တိုဘာလ19ရက်နေ့အတွက်မိုးလေဝသအခမ်းအနားကျသတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံတစ်ဝန်းလုံးမှာတိမ်အထင်ထင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ကြောင်းမိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။မနက်ဖြန်အတွက်အခမ်းအနားကျကတော့ခပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်ထင်ဖြစ်ထွန်းနိုင်ပြီးမုတ်တုံလေအားအနည်းငယ်ရှိနိုင်ပါတယ်။ တနင်္သာရီကံယူရန်ရခိုင်ကံယူရန်မြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမခွေဘက်တို့မှာလေဟာအရှိတ်ဘက်ကနေတနအိ10မိုင်မှ -30 ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအထင်အင်ရှိနေပါတယ်။နေပြီးတော့စကိုင်းတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်စိတ်မိုးတချုံရွာသွန်းနိုင်ပြီးမန္တလေးတိုင်းမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာတော့နေရာကျကျမိုးတချုံရွာသွန်းနိုင်ပါတယ်။ အမြင့်ဆုံးပူချိန်တွေအနေနဲ့ဗော်လမြိုင်မြို့နယ်ဖအံမြို့တို့မှာ33ဒီဂရီစင်တီဂရိတ်နဲ့တဝယ်မြို့မှာ32ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနေပါတယ်။မြမတပြည်လုံးမှာခရမ်းလုံရောင်ကြီးအညွန်ကိဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်ရှင်။ဒီမိုးလေးဝတာအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကွန်မြူနတီကနေရယူဖော်ပြတာဖြစ်ပါတယ်။